ဦးဇင်းတို့မြင်းကြံမြို့မှာရဟန္တာလို့ကြော်ကြတဲ့ထင်ရှားတဲ့စွန်းလုံးစေတော်ဖျားကြီးဆိုတာကြားဘူးလားသာမတ္တဘူးစွန်းလုံးစေတော်ကြီးอ่ะနားလည်ပြီနော်သာမတ္တဘူးတနေ့မှအိမ်ရှိမန္တထိုးပြီးတော့တရားဆွေးနွေးတော့ကျုပ်လည်းတရားအားထုတ်နေတာဗျာကျုပ်ကသာမတ္တတော့အားထုတ်လို့ရပါမလားလို့မေးတော့သူ့မိတ်ဆွေတွေอ่ะ ်အစာမတတ်လေဒီတရားကအားထုတ်လို့ရတယ်ကုကြောတယ်တရားဘလို့မှတ်ရမလဲမေးတော့အာနာပါနထွက်လေဝင်လေပဲတတိမြဲအောင်မှတ်တခြားဘာမှမမှတ်နဲ့ထွက်လေဝင်လေတတိမြဲအောင်မှတ်ဆိုတော့သူတို့အဲ့ဒါမှတ်ပြီးတော့တတိမြဲအောင်မှတ်နေတာပဲနားလည်ပြီနော်နာသီဝအောင် ထွက်လေဝင်လေထိခိုက်မှုထင်ရှားတဲ့နေရာမှာစိတ်ဆိုင်ထားပြီးတော့ဥကြောတဲ့ထွက်လေဝင်လေတာတတိမြဲအောင်မှတ်ဒါလိုလိုပြည့်စုံသွားလိမ့်မယ် ပြောတော့အဲ့ဒီစွန်းလုံးဆဲတော့ဘုရားကြီးအလောင်းလျာဥကြောတင်ကဒီထွက်လေဝင်လေတတိမြေအောင်မှတ်တယ်။နွားသာဆင်းလဲတော့တစ်ချက်ခုတ်ရင်ဒီထွက်လေဝင်လေတစ်ချက်နားလည်ပြီးတော့ယောဂီတို့နှစ်ချက်ခုတ်ရင်ထွက်လေဝင်လေနှစ်ချက်နွားသာလည်းဆင်းပြီးသားဖြစ်ထွက်လေဝင်လေလည်းမှတ်ပြီးသားဖြစ်ဒါလို့မဟုတ်လားယောဂီတို့အာဥကြောတင်ဟန်ကြနေတယ်တော့ထွက်လေတစ်ချက်ဝင်လေတစ်ချက်မှသွားလို့ခုတ်နေတယ်နားလည်ပြီးတော့ တနေ့လုံးနွားသာဆင်းတော့သွားနွားသာတွေလည်းအများကြီးရသွားတယ်တနေ့လုံးလည်းထွက်လေဝင်လေတတိမြေအောင်မှတ်လို့ရသွားတယ်ဒါလို့မဟုတ်လားရေထမ်းတဲ့ခါလဲသူကထွက်လေဝင်လေမှတ်ထမ်းတယ်လဲထွန်လဲထွက်လေဝင်လေမှတ်ထွန်တယ်အဲ့တော့ဆေတော်ဘုရားရဲ့ဒီတတိတမာရီတွေအထုတ်ထိပ်ရောက်သွားတယ်လူတယောက်ရှေ့ဖြတ်သွားတယ်ဆိုရင်ဒီလူဟာဘယ်နှစ်မြောက်တဲ့နေ့မှာတည်မယ်ဆိုတာသိလာတယ်ဒါခင်ဗျားတို့သိပြီလား မသိပါဘူးခမရဆရာဝန်နေတော့မသိဘူးနှစ်ချမ်းနဲ့တောက်ကြည့်တော့မသိဟုတ်လားနားလည်းမနော်ယောဂီတို့အဲ့တော့သူရှိမှဖြတ်သွားတဲ့တငယ်ချင်းတွေကိုစွန့်လွတ်စေတော့ဘုရားကြီးကပြောတယ်ဥကြောတယ်တောင်းနေရတာမင်းယတတပ္ပကြရင်မင်းသေးတော့မှာမင်းတရားကျင့်တရားအထုတ်အဲ့လိုပြောတော့ အပြောခံရတဲ့လူတွေကကြီးသွားရတယ်သူကျမ်းမာရလည်းကောင်းနေတာကိုသွားလိုက်လာလိုက်စားလိုက်တောက်လိုက်နေဆိုတော့ဥကြောတင်ကြီးတော့ယူပြီပေါ့ငါ့ကိုထွေရလေးပါးလျှောက်ပြောတယ်နားလည်းမနားရောက်ကြတယ်အဲ့လိုဖြစ်တယ်အဲ့လူကတပတ်ပြီးတော့တည်သွားကြတယ်ဟာဥကြောတင်ပြောတာမှန်တယ်ပေါ့နားလည်းမနားရောက်ကြတယ်နောက်တယောက်နောက်တယောက်အဲ့လိုပဲမင်းတည်တော့မှမင်းကမ္မထာအထုအဲ့လူတွေကတကယ်သေးတည်သွားကြတယ် တေးသွားတော့ဥကြောတဲ့ရှိကိုဖြတ်မသွားရကြတော့အဲ့လိုဖြစ်သွားတယ်နော်ယောဂီတို့တမာရီတွေအထုတ်တဲ့ရောက်သွားတယ်ဟုတ်လားနားလည်ပြီနော်ယောဂီတို့ဒီကိုယ့်ရဲ့ထဲမှာဒီဆုံးလို့တော့ဘုရားကြီးကိုလာတရားစစ်တဲ့ဘုန်းကြီးတွေဟာကိုယ်နေဝါကြတယ်ပေါ့ကိုယ့်အကြီးတွေနဲ့လာကြတယ်ကိုယ်ထွေးခံကြီးနေနဲ့ကိုယ်ဝါပြီးတော့ထွေးထုတ်လိုက် ဆယ်တော်ကိုတရားစစ်လိုက်ပေါ့အဲ့လိုလုပ်တော့သုံးလုံးဆယ်တော်ဟာဆယ်တော်တို့ဆယ်တော်တို့ကွန်းအိထဲမှာကွန်းရွက်ဗနရွက်ပါတယ်ကွန်းပြီးဗနလုံးပါတယ်ဆယ်တော်တို့ရည်ကြည့်ပါသူတရားကိုတန်တရားရှိရင်ပေါ့အဲ့ထဲလာတဲ့ဘုန်းကြီးတော်ဗနရွက်ပါလို့ပါမှမသိကွန်းပြီးဗနလုံးထဲခဲ့လို့ထဲခဲ့မှမသိရည်ကြည့်တော့အတိအကျဖြစ်နေတယ်နားလည်ပြီနော်သဘောပေါက်လားမသိရောရင်တော့အဲ့လိုကြည့်လို့ရလား မရသေးပါဘူးခင်ဗျာတက်တာဖွင့်ကြည့်တော့မျက်မှန်တက်ရတယ်မျက်မှန်မတက်မမြင်ဟုတ်လားတခါကြီးဟုတ်ကလားခင်ဗျာတို့ဒီဇန်သမารီတွေဖြစ်လာရင်ဟိုဘက်အခန်းထဲမှာယောဂီတို့ချက်ထားတဲ့ဟင်းနေဘာဟင်းချက်ထားတယ်လှမ်းကြည့်ရင်ယောဂီတို့တီးတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဟင်းနေထဲမှာ ငရုတ်တိထဲ့တယ်ဆိုရင်ဒီငရုတ်တိကဘယ်နှပိုင်းပိုင်းထားလဲငရုတ်တိတောင်းကဘယ်ဘက်လှဲ့နေတယ်ဒါတွေလည်းမြင်ရတယ်ယောဂီတို့နားလည်းပြန်တော့ယောဂီအခုမြင်ပြီလားမမြင်တော့မိဖို့ကြောင့်အလူတည်းပေါင်းထားရတာပေါ့တကယ်တိရတာတကယ်မြင်ရတာနော်ယောဂီတို့ဟုတ်လားဒီတမာရီတွေအားကောင်းသွားရင်မိမိတို့သိကျင်တဲ့အကြောင်းအရာတစ်ခုအာယုံပြုလိုက်ရင်သိလာတယ် 10ရက်အတွင်းကြိုတိတာလို့15ရက်အတွင်းကြိုတိတာလို့ရက်20တလ2လတနှစ်နှစ်နှစ်တမာရီအကောင်းရင်အကောင်းတော့ကြိုတိတယ်လူတွေဘယ်နှယောက်လာမယ်အမျိုးသမီးကဘယ်နှယောက် အမျိုးသားကဘယ်နှယောက်သူတို့အိမ်ကြီးတွေဟာအယောင်အချင်းအပြင်ဘလို့ဝက်လာကြတယ်သူတို့လက်ထဲမှာဘာတွေယူလာတယ်အကုန်မြင်ရတယ်ယောဂီတို့နားလည်ပြီနော် အဲ့ဒီမြင်းတဲ့အတိုင်းနောက်ရရတော့အဲ့ဒီလူတွေရောက်လာတယ်။သဘောပေါက်လားမသိဘူး။ဒါသမာဓိတွေအားကောင်းရင်ရှေ့ဖြစ်မဲ့အကြောင်းအရာကိုကြိုသိတဲ့သဘော ကြိုးမြင်တဲ့သဘောတွေဟာဖြစ်လာတယ်နော်ဟုတ်လားယောဂီတို့။သဘောပေါက်လားမသိဘူး။အဲ့တော့ယောဂီတို့ကဒီတရားကိုကြားရတဲ့နာကျင့်ဖို့ပဲလိုတယ်။ဒါတွေကသူ့အနေနဲ့သူဖြစ်လာတာ။ဒါတွေတောင်းတပြီးကျင့်ရတာမျိုးမဟုတ်ဘူး။ဒါလည်းပြီးတော့ 24နိုင်လုံးတတိမြဲအောင်ကျင့်သူ24နိုင်လုံးတတိမြဲအောင်ကျင့်ရတယ်မှတ်ရတယ်